မင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါရောဖို့ channel မှာကြိုဆိုပါရစေဗျာဒီနေ့9ရက်10လ2025မှာဒီ17ရက်10လ2025တပတ်စာကဏ္ဍမှာမြောက်ကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာတပတ်စာကဏ္ဍမှာမတင်ပြခင်မှာဒီချိန်မှာကောင်းကောင်းတဲ့ကိစ္စတော့မြည်ဝင်တတ်တယ်အပြောင်းအရွှေ့တွေလှုပ်တတ်တယ်ယာတုတွေတိုးတယ်စံမွဲဖြစ်ရင်အောင်မယ်နိုင်ငံရေးနဲ့ပတ်သက်တဲ့ခီးစီများ ပွင့်လန်းတဲ့ကာလာမျိုးဖြစ်ပါတယ်ဗျာဒါကြောင့်တခုခုနှစ်ပတ်တလို့ပိတ်ဆို့နေတယ်ဆိုရင်တော့တောက်ကြမြောက်ရက်ကိုလှည့်ပြီးတော့မိမိလိုအပ်တဲ့ကိစ္စတွေဆူတောင်းမယ်ဆိုရင်တော့တင်းရဲ့ဆူတောင်းမှုများကြောင့်ဆူတောင်းများအများဆုံးပြည့်ဝမီဖြစ်ပါကြောင်းလေးလေးစားစားပနာမတင်ပြပေးလိုက်ပါတယ်ဗျာဒီဒီဘက်ကတော့ကိုနေသားသမီးအားလုံးတို့ဒီအိုးရင်လောက်ခဲ့တယ်မှာအိမ်ဟောင်းအိမ်ဟောင်းနဲ့အစ်တေပြင်ရတဲ့တေအလုံးဟောင်းတွေလိုရတယ်လူဟောင်းတွေနဲ့ပြန်လဲတွေ့ဆုံရတဲ့ကာလမျိုးဖြစ်ပါတယ်ဗျာအစ်တေအစ်တေမဟုတ်တော့အဟောင်းများနဲ့ပြန်လဲဆုံတွေ့ရတဲ့ကာလဖြစ်ပါတယ် ဒါကြောင့်ဥဝင်လောက်ကဲနဲ့ပတ်သက်တဲ့အစီအမေပြရတဲ့ခွန်နေသားသမီးအားလုံးတို့ဒီရာဟုတောင်းနောက်မြောက်တောင်းလက်လပိတ်လေးတစ်ခွက်ကိုပြောဒဇွန်လောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်တင်းတော့မှပိတ်ဆို့နေတဲ့နော်ဥဝင်လောက်ကဲနဲ့ပတ်သက်တဲ့ကံများအများပွန်းလန်းသွားမှာဖြစ်ပါတယ်ဗျာလပိတ်မလွယ်တဲ့ရက်ဒေတာမှာတော့ဘောပင်လေးကိုကိုင်းပြီးတော့ဆူတောင်းမယ်ဆိုရင်တော့တင်းတော့မှပိတ်ဆို့နေတဲ့ဥဝင်လောက်ကဲနဲ့ပတ်သက်တဲ့ကံများအများပွန်းလန်းသွားမှာဖြစ်ပါတယ်အတင်လပိတ်လေးရဲ့အဲအတင်ဘောပင်လေးကျွန်တော်လေးလောက်ကဲမကောင်းမှုအရင်အိမ်ဆောက်ခြင်းနဲ့ အိမ်ကအဟောင်းနဲ့တက်ကလေးနဲ့ဆောက်ချင်နေဗျာအလုတ်ကလေးကလည်းမရှိဘူးအလုတ်ဟောကို့ခေါ်နေကြအလုတ်ကလေးကလည်းပြန်ခေါ်မှဖြစ်မှာနော်ဟလာနိုင်ငံကြလည်းသွားချင်းနေအလူတွေလည်းလှုပ်ချင်းနေမွေးနေတွေလည်းလှုပ်ချင်းနေဗျာဒါကြောင့်ကျွန်တော်မှအဲ့ဒီကိစ္စတွေနဲ့ပတ်သက်လို့အိုးအိမ်လောက်ကနေပတ်ပြီးပူပင်သောကတွေရောက်နေတာဖြစ်ပါတယ်ဒါကြောင့်အများဆုံးငြိမ်းချမ်းအောင်ကုညီဆောက်ချောက်ပါဆိုတဲ့အကြောင်းရာဦးတော်အနောက်မြောက်တောင်လှည့်ပြီးလက်ပိတ်လေးတောက်ပြီးဆူတောင်းမလားဘောပင်လေးကိုင်းဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆို့နေတဲ့ ကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာတနေ့ဝင်နေသားသမီးရတဲ့လူဟောင်းအိမ်ဟောင်းအလုံးကဟောင်းအဟောင်းနေနဲ့ပြန်လဲတွေ့ဆုံနေရတဲ့ကာလမျိုးတွေဖြစ်ပါတယ်အဲကြောင့်လူဟောင်းနေရဲ့ကုညီဆောင်ကြောက်မှုကြောင့်အိုးအိမ်လောက်ကိနေပတ်တယ်လို့အဆင်မပြေခြင်းတခုခုအောင်နောက်နေတော့အင်္ဂါတော့ရှေ့တောင်တော့လှည့်ပြီးတော့တခုခုနဲ့ပတ်တယ်လက်ထက်မှာဘာမှမကင်မင်းနဲ့သူတောင်းမယ်ဆိုရင်တော့တနေ့ဝင်နေသားသမီးများကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာ တကယ်လို့တင်သွင်းသားတပြားကံလေးတွေပိတ်နေတယ်ပိတ်နေတယ်ဆိုရင်တော့ဖီးယားမှာအပွင့်ပန်းလေးတွေလှူပေးပါတကယ်လို့လုပ်ငန်းတွေကျနေရင်တော့ပိတ်တဲ့ကိစ္စပွင့်ပြီးတော့ညွန့်တူလူတွေတက်ချင်တော့အညွန့်ပန်းလေးလည်းလှူပေးလိုက်မယ်အပွင့်ပန်းလေးတလည်းအညွန့်ပန်းလေးတလည်းလူဒီဘက်တွင်းမှာလှူပေးမယ်ဆိုရင်တော့အညွန့်လူတဲ့အတွက်အညွန့်တူလူတွေတက်ပြီး အပွင့်မန်းလေးလူတဲ့အတွက်ပိတ်နေတဲ့လုပ်ငန်းများအများဆုံးပြေဝသွားမှာ ဖြစ်ပါတယ်ဗျာအဲ့ဒီလိုလေးလူတန်းပြီးတဲ့အချိန်မှာအင်္ဂါတော့အရှိတောင်းတော့လှည့်ပြီးတော့ဆူတောင်းမယ်ဆိုရင်တော့သင်ရဲ့ဆူတောင်းမိမှာဆူတောင်းပြီးတဲ့အချိန်ကအနောက်ကြရင်၄နာရီရအပြင်းတွေပြောရင်၃နာရီလောက်အတွင်းအဆင်ပြေပြီဖြစ်ပါကြောင်းလေးလေးစားစားတနင်္ဂနွေနေ့သားသမီးများနဲ့ပတ်သက်တဲ့ကံများကိုထပ်ဆင့်တင်ပြပေးလိုက်ပါရစေဗျာ တင်လဲလာတာပြီးရေမှုတ်ပေါင်ဒီချိန်မှာငွေကြီးနဲ့ပတ်သက်တဲ့ကံလေးရတဲ့ရောက်ပြောက်ရောက်ပြောက်ရောက်ပြောက်ဖြစ်နေတဲ့ကာလမျိုးလက်ထက်မှာငွေမမြဲပါဘူးဗျာဝင်နေဗျာရောက်တယ်ဗျာပျောက်တယ်ဗျာအဲ့ဒါမျိုးဖြစ်ပေါ်နေတာဖြစ်ပါတယ်ဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့ကံပိတ်နေတဲ့ပုံကိုအားလုံးကတင်းလာအရှိအရာကိုလည်းပတ်သက်လေးကိုခိုင်းပြီးမှဆူတောင်းမယ်ဆိုရင်တော့တင်းမှာပိတ်ဆိုနေတဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကံများအမြန်ပွန်းလန်းသွားမှာဖြစ်ပါတယ်ဗျာအတင်းပတ်သက်လေးကျွန်တော်လေး အကျွေးတွေရှိတယ်ကျွန်တော်အကျွေးရပေးသေးတာဘလောက်ရသေးတာဘလောက်ကျွန်တော်ကလိုချင်တာဘလောက်ကျွန်တော်မှငွေကန်လေးတွေပိတ်နေတယ်ပိတ်နေတဲ့ငွေကန်များပေးသေးရရှိသောကိစ္စအများဆုံးပေးနိုင်အောင်ရသေးရရှိသောကိစ္စအများဆုံးရအောင်ကျွန်တော်လိုချင်တာတွေအများဆုံးရအောင်အတင်းပတ်တန်လေးကအကူကြီးစောင့်ကြောက်ပါဆိုတဲ့အကြောင်းခုနှစ်အသားသမီးအားလုံးကဒနေ့လာအရှိအရာကိုလှည့်ပြီးဆူတောင်းမယ်ဆိုရင်တော့အဲ့မှာငွေကြီးနဲ့ပတ်သက်တဲ့ကံများအမြန်ပွင့်လန်းသွားမှာ ဖြစ်ပါလေဗျာเนาะအာဒီနေ့လာသားသမီးတော်ဒီကိမအောင်မြင်နေ အညွန့်တူလူတွေတက်နေတော့ခမရအိုးဝင်လုပ်ငန်းနဲ့ပတ်သက်တဲ့မှာဖိပြီးတော့လုပ်ငန်းလေးလုပ်မယ်။ငွေကြီးနဲ့ပတ်သက်တဲ့မှာသနေကြရှာဖွေမယ်ဆိုရင်တော့ငွေကံအလောက်ကံများအမြန်ဆုံးပွင့်လန်းတဲ့ကာလမှုဖြစ်ပါတယ်။အဲရောင်းတ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 ောင်းနေရင်တော့ခမရငွေကုန်လက်ထက်မှာရှိတဲ့ငွေများတပြားမှမကြအောင်ကုန်းသွားတတ်ပါတယ်ဗျာ။ဒါကြောင့်တနင်္လာသာသမီအားလုံးကတကူကူပိတ်ဆို့နေတဲ့ထင်အင်္ကာတောင်အရှိတောင်တောင်လှည့်ဇုံးလေးကိုကိုင်းပြီးမှဆူတော့ ဇွန်မရှိတဲ့ရတ္တိတာမှာဆိုရင်တော့ဆက်လက်ကလေးကိုကိုင်းပြီးမှဆူတောင်းအတင်ဆက်လက်ကလေးရဲ့အတင်ဇွန်လေးရဲ့အာကျွန်တော်လေးငွေကြီးနဲ့ပတ်သက်တာလိုတယ်ကျွန်တော်လိုရဲ့ငွေကဘလောက်ကျွန်တော်ဘာတွေဖြစ်ခြင်းနဲ့ဘာတွေဖြစ်ခြင်းနဲ့ဘာတွေဝယ်ခြင်းနဲ့ကျွန်တော်ဘာတွေပေးသေးရရှိတယ်ဘာတွေရသေးရရှိတယ်အဲ့ကိစ္စလေးလိုချင်လိုက်တာလိုချင်လိုက်တဲ့အခွင့်အလမ်းတွေအမြန်တော့ပေါ်အောင်ကုညီစောင့်ချောက်ပါဆိုတဲ့အကြောင်းဇွန်လေးကိုင်းပြီးဆူတောင်းမလားနော်ဆက်လက်ကလေးကိုကိုင်းပြီးဆူတောင်းမယ်ဆိုရင်တော့တင်းတင်းလာတာသမီးများပိတ်ဆို့နေတဲ့ကံများ အမြန်ပွင့်လန်းသွားမှာဖြစ်ပါလေဗျာတင်းနေလာတာဒီမျိုးအားတခုခုနဲ့ပတ်သက်လို့အဆင်မပြေဘူးဆိုရင်တော့ဖခင်မှာတံမြာတိလေးတလုံးလှူထားပါမိမိရောက်တဲ့နေရာမှာအိတ်ထဲမှာအိတ်ကထဲမှာတံမြာတိလေးထည့်ထားသွားတဲ့နေရာမှာစောင်းသွားဒါမှမဟုတ်မိမိနေတဲ့အခန်းထဲမှာတံမြာတိလေးကင်ကင်ပြီးတော့ဆူတောင်းမယ်ဆိုရင်တော့ပိတ်ဆိုးနေတဲ့ကံများအမြန်ဆုံးပွင့်လန်းပြီးမိမိရွယ်မြမန်းသောကိစ္စများအမြန်ဆုံးအဆင်ပြေမှာဖြစ်ပေါင်းလေးလေးသာသာထပ်မှန်တင်ပြပေးလိုက်ပါရဗျာ ခုနှစ်သားသမီးအားလုံးတော့စိတ်ကြီးပျော်လားဆိုပြောပါတယ်တကယ်တမ်းပျော်လားဆိုမပျော်ဘူးအလုတ်ကတနေရစိတ်ကတနေရလူကတနေရအိမ်မှာစိတ်ကတနေရတနေရသည်ရောက်နေတဲ့အတွက်ပြောကြဆိုကြလုပ်ကြကြင်ကြတဲ့အခါမှာအဖွဲ့အစည်းမိသားစုမှာလောဘဒဏ်ဒေါသဒဏ်တွေပါတဲ့အတွက်တယောက်နဲ့တယောက်ဆင်မပြေမှုတွေကြုံတွေ့နေရတာဖြစ်ပါတယ်စိတ်တရားလူတရားဖြစ်နေတဲ့ကာလမျိုးဖြစ်ပါတယ်ဒါကြောင့်စိတ်ညစ်တယ်ညစ်တယ်ဆိုတဲ့ပုံကများတနုံငဏီတောင်ရှေးမြောက်တောင်လက်အိမ်မှာခမနွားလို့လေးထိုးကုတ်ဖြောတစုံလောက်တောက်ပြီးဆူတောင်းမလား ဒါမှမဟုတ်ဓာလေးတစ်လက်ကိုကင်ပြီးတော့ဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆိုနေတဲ့စိတ်ချမ်းသာပျော်ရွှင်မှုများအများတို့ရမှာဖြစ်ပါတယ်အတင်ဓာလေးရဲ့အတင်နွားတို့လေးရဲ့ကျွန်တော်စိတ်တည်ညစ်တယ်အာလောကမကောင်းမှုငွေကြီးအစီမပြေဘူးရောင်းမယ်မကောင်းမှုမြေလေးဝယ်ခြင်းနဲ့အိမ်ဆောက်ခြင်းနဲ့နိုင်ငံခြားသွားခြင်းနဲ့အပေါင်းထားတဲ့ရွှေလေးလေးရွေးခြင်းနဲ့ဗျာအလူလေးရလေးလှုပ်ခြင်းနဲ့အဲ့ဒီကိစ္စကြောင့်စိတ်တည်ညစ်နေရညစ်နေတဲ့ကိစ္စများအများတို့အစဉ်ပြေအောင်ကုညီစောင့်ကြောက်ပါဆိုတဲ့အကြောင်းနွားတို့လေးတို့ကကိုပြောတစုံလောက်တောက်ပြီးဆူတောင်းမလား ဒါလေးကိုကင်ပြီးတော့တင်းငွေနေတောင်အရှိမတောင်လှည့်ပြီးဆူတောင်းမယ်ဆိုရင်တော့တင်းရဲ့စိတ်ချမ်းသာပျော်ရွှင်မှုများဒီတစ်ပတ်အတွင်းမှာအမြန်ဆုံးရရှိမှာဖြစ်ပါတယ်ဗျာအင်္ဂါသာသမီးတွေကတော့ဒီချိန်မှာကိုယ်ရည်ဒေတာမဟုတ်တဲ့တခြားရည်ဒေတာသွားတတ်တယ်တခုခုအဆင်မပြေသလိုခံစားရတယ်လက်ထက်မှာငွေကြီးပြတ်တောက်တတ်တယ်ငွေကြီးများဆုလိုက်ပြုံလိုက်လုံးလိုက်ခေလိုက်ဝင်တတ်တယ်ပြတ်ရင်လည်းတပြတ်မှမကြအောင်ပြတ်ပြီးဝင်ရင်လည်းအများကြီးဝင်တတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်တဲ့အင်္ဂါသာသမီးတခုခုလိုရရင်တော့စနေတော့အနောက်တောင်တောင်းအောင်လက်တော့ဗျာ တော်လေးတော်တန်လေးကိုကင်ပြီးတော့ခင်ဗျာဆူတောင်းအတင်တော်တန်လေးကျွန်တော်မှပိတ်နေတဲ့ကန်ဒီဒီတော်တန်လေးနဲ့ဖွင့်မှဖြစ်မှာအတင်တော်လေးကဖွင့်ပြီးကျွန်တော်ပိတ်ဆိုနေတဲ့စိတ်ချမ်းသာပျော်ရွှင်မှုမှာကျွန်တော်လူကျင်လာတာကျွန်တော်စားကျင်လာကျွန်တော်ဝတ်ကျင်လာကျွန်တော်စီးကျင်လာကျွန်တော်နေကျင်လာဒီပုံစံလေးနေနေကျင်တဲ့နေကျင်တဲ့အခွင့်အလမ်းလေးပေါ်အမြန်ဆုံးကူညီဆောက်ရှောက်ပါဆိုတဲ့အကြောင်းအင်္ဂါတော်အခြေတောင်းနော်စနေအင်္ဂါသာသမီးကစနေတော်နောက်တော်တော်လဲပြီးတော်လေးကင်ဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှပိတ်ဆိုနေတဲ့စိတ်ချမ်းသာပျော်ရွှင်မှုများ အမြန်ဆုံးရရှိမှာဖြစ်ပါတယ်ဗျာကိုနဲ့နှင်းနဲ့ဆက်သက်တဲ့တလူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စလူယောက်ျားတွေကဒီချိန်မှာကြမ်းမာရင်မကောင်းဘူးအလူကနာကျင်မှုကိုဖြစ်ပေါ်သေးစိတ်နိုင်နာမနာလူနာတတ်ပါတယ်ဗျာဒါကြောင့်လူယောက်ျားတွေနဲ့ပတ်သက်တဲ့ရွှေလေးတွေယာယီပေါင်းတဲ့ရွှေသေးနဲ့ပတ်သက်တဲ့ကိုယ်ကာယဖြစ်တတ်တဲ့ပြဿနာလားဆိုပြဿနာတကယ်ပြဿနာလားဆိုလည်းပြဿနာမဟုတ်ဘဲနဲ့အီးလေးလေးဖြစ်တတ်ပါတယ်ဗျာဒါကြောင့်ဒီလူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိုယ်ရင်ကိုယ်ရာကိုယ်မိသားစုကိုယ်လုံးကနေလုံရင်အဆင်ပြေမှာ အလူယောက်ျားတွေနဲ့ပတ်သက်တဲ့ရွှေလေးတွေပေါင်ထားတဲ့ကိစ္စလေးတွေအစဉ်ပြေတော့တင်းနှလားအရှိအရာကိုလက်အလူလေးကို gain ပြီးတော့ဆူတောင်းမယ်ဆိုရင်တော့တင်းနှပါပိတ်ဆိုနေလူယောက်ျားနဲ့ပတ်သက်တဲ့ပြဿနာရွှေများပေါင်နှံထားတဲ့ကိစ္စရွှေလူချင်းတဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဗျာအတင်အလူလေးအဲလူယောက်ျားလုံးမလုပ်ဘူးလို့လို့မှဖြစ်တယ်အရတီတောင်းနေတဲ့ရမတောင်းမှဖြစ်မှာအပြင်အထွက်များတဲ့အထွက်များပြီးတာသမီးကပြောစကားနားမထောင်ဘူးနားထောင်မှဖြစ်မှာရွှေလေးလည်းပေါင်ထားတယ်ပေါင်ထားတယ်ရွှေလေးလည်းပြန်ရွေးခြင်းနဲ့ အလူဒီယာလှုပ်ခြင်းနဲ့အလူမာရွှေရဲဒေဂျာသားလောက်လှုပ်ခြင်းနဲ့အဲ့ဒီရသည်နိုင်တဲ့အခွင့်အလမ်းဒီပေါ်အသင်အလူလီယာကူညီဆောင်ကျောက်ပါဆိုတဲ့အကြောင်းခမရအိမ်မှာတင်းနလာအရှိရာကိုလက်အလူလီကိုင်းစုတောင်းတော့ခုနှစ်သားသမီးများပိတ်ဆိုနေအကမ်းများအမြန်ပွင့်လမ်းမှာဖြစ်ပါတယ်ဗျာဘုံသူသားသမီးတွေကဒီချိန်မှာတခုခုပိတ်နေတော့တင်းနငွေနေတောင်းအရှိမြောက်တောင်းလက်ညမောင်မောင်မှာဖျောင်းနိုင်မီလီကိုထုံးပြီးမှအလင်းနိုင်လေးထုံးပြီးမှစုတောင်းမယ်ဆိုရင်တော့အသင်တို့မှာပိတ်ဆိုနေတဲ့ကမ်းများ အမြန်ပွင့်လန်းမီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရယ်ဗျာကိုနေနီနဲ့ဆက်တဲ့မင်းအုတ်ချုပ်တဲ့မင်းနေရာတော့ဒီချိန်မှာငွေကြီးနဲ့ပတ်သက်တဲ့ကြတဲ့မှုအိုးဝင်လောက်ကိုင်းနဲ့ပတ်သက်တဲ့အဆင်မပြေမှုအတွင်းသီးတွေပျက်စီးနေတာဖြစ်ပါရယ်ဗျာဒါကြောင့်မင်းနေနဲ့ပတ်သက်လို့အဆင်မပြေရင်ကြာသာပြီးနောက်ရက်ကိုလည်းခမရအာလူလေးကိုင်းပြီးမှဆူတောင်းမယ်ဆိုရင်လည်းမင်းနဲ့ပတ်သက်တဲ့ဖြစ်ပေါ်နေတဲ့ပြဿနာများအများဆုံးငြင်းညာသွားမှာဖြစ်ပါရယ်ဗျာကြာသပြီးသာသမီတဲ့ဒီချိန်မှာအောင်းမင်းနဲ့ အထုတ်ဒီမယုံနဲ့ဘေးရကြီးအဆင်ပြေတဲ့ငွေကြီးနဲ့ပတ်သက်တဲ့လူဆန္ဒမပြည့်မှုနော်အိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့အလူဆန္ဒမပြည့်မှုတွေကြုံတွေ့နေရတာဖြစ်ပါတယ်။ဒါကြောင့်ကြာသတိသားသမီးများတခုခုပိတ်ဆို့နေတယ်လို့ယူဆရင်တော့အင်္ကာတော့အရှိတောင်တော့လက်ပတ်စံလေးကင်ပြီးတော့ဆူတောင်းမယ်ဆိုရင်တော့တင်းရဲ့စိတ်ချမ်းသာပျော်ရွှင်မှုများအမြန်ဆုံးရရှိသွားမှာဖြစ်ပါတယ်ဗျာ။ကိုသွားခြင်းနဲ့ခီကိုပြောခြင်းနဲ့စကားအမှန်သွားခြင်းတို့သွားခွင့်မရဘူးပြု။ဒါကြောင့်သွားတော့ခေးများအနေကိမိပြောတော်စကားများ အောင်မြင်ကြရင်တော့ဒီနေ့လာအရှိအရာကိုလက် အားလူလေးကိုကိုင်းပြီးတော့ဆူတောင်းမယ်ဆိုရင်တော့သွားတော်ခီးများအနေကင်းပြီးပြောတော်တကားများအောင်မြင်ကြကြသွားမှာဖြစ်ပါလေဗျာတောက်ကြလေးတွေဒီချိန်မှာခီးစကားနဲ့ပတ်သက်လို့ကံကောင်းတဲ့သွတ်တေတန်နေဝင်တတ်တဲ့နော်အဲဒီသွတ်တေတန်နေဝင်တတ်တဲ့ပြောရမြအဆူသမြအစဉ်ပြေတတ်တဲ့ကာလာမျိုးတွေ ဖြစ်ပါလေဗျာဒါကြောင့်တော့ကြာတာမီးတခုခုမှတဲ့အလိုဆန္ဒမပြည့်တော့တင်းနေလားအရှိရကူလက်လက်ထက်မှာဘာမှမကိုင်းမင်းနဲ့ဆူတောင်းမယ်ဆိုရင်တော့တင်းတော့မှာပိတ်ဆိုနေတဲ့ကံများအမြန်ပွင့်လန်းသွားမှာဖြစ်ပါလေဗျာကိုနေနီးနေစက်တဲ့အဆူပွဲပြီးနေဒီအားကောင်းပြီးတိုင်းဒီအားမကောင်းဘူးကိုနိုင်ငံအာမကောင်းတဲ့သူများနိုင်ငံအာကောင်းတဲ့ကာလမျိုးတွေဖြစ်ပါလေဗျာအာရည်ကြီးတဲ့မိုးရွာတဲ့ငလင်းလုတ်တဲ့ဆိုတဲ့သဘာဝနဲ့ပတ်သက်တဲ့ပြဿနာများ အလူလုံးတဲ့စိမဲကြီးဟာမင်းနေရဲ့လောဘဒေါသနဲ့ပတ်သက်တဲ့ပြဿနာတွေတောက်ချောက်ကြုံနေညာပဲကိုနေတဲ့အိမ်ကိုနေတဲ့အရာကိုလုံးနေတဲ့လုပ်ငန်းမှာတော့ပြဿနာတွေကြီးနေနေဆိုရင်တော့ကြာသာပြီးအနောက်ရကူလဲလပိတ်လေးတစ်ခွက်ကိုဖြောတစုံလောက်တောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆိုးနေတဲ့ကံများပြဿနာနဲ့ပတ်သက်တဲ့ကံများအများကြီးညံ့သွားမှာဖြစ်ပါလေဗျာအတင်းလပိတ်လေး မင်းရဲ့ပတ်သက်တဲ့ဖြစ်ပေါ်တဲ့ပြဿနာမင်းရဲ့စီမံခန့်ခွဲမှုနဲ့ပတ်သက်တဲ့ပြဿနာမင်းရဲ့မမီရတဲ့ပြဿနာရည်ကြီးတဲ့မိုးရွာတဲ့ပြဿနာတွေကျွန်တော်တို့နေတဲ့အိမ်ကျွန်တော်တို့မိသားစုကျွန်တော်နေထိုင်တဲ့အရတ္တိတာမှာဖြစ်ငြိမ်းချမ်းခြင်းနဲ့ငြိမ်းချမ်းအောင်အသင်းလက်ဖိတ်လေးရာကူညီဆောင်ကြောက်ပါဆိုတဲ့အကြောင်းကြာတာပရိအနောက်ရက်ကိုလှည့်ပြီးဆူတောင်းမယ်ဆိုရင်တော့ပြဿနာများငြိမ်းချမ်းမှသွားမှဖြစ်ပါတယ်ဗျာတကယ်လို့ထီကန်လေးတွေစမယ်ဆိုရင်တော့ခမရအောင်မလေးဒီကိုခမရလက်ဖိတ်လေးတစ်ခွက်ကိုပြောကြာတာပရိအနောက်ရက်ကိုလှည့်ပြီးသုံးလုံးတော့ပြီးတော့ ထီလေးတွေထိုးမယ်ဆိုရင်တော့ကန်ဆိုင်ရင်သင်တို့မှာပိတ်နေတဲ့အောင်မလေးထီများတခြားနိုင်ငံမှာလုပ်တဲ့ထီကံများအများဆုံးပွင့်လန့်သွားမှာဖြစ်ပါတယ်ဗျာတကယ်လို့ထီကံလေးတွေစမ်းမယ်ဆိုရင်တော့အဲဒီတစ်ပတ်ထဲမှာ၃ဦးစားပေးဆော့ပြီးတော့၃ရက်ဆိုတဲ့ခဏလေးတွေမွေးပြီးထိုးမယ်ဆိုရင်တော့သင်တို့မှာပိတ်ဆိုနေတဲ့ကံများအများပွင့်လန့်သွားမှာဖြစ်ပါတယ်ဗျာဒီတစ်ပတ်ထဲမှာ၃လေးတွေမြူးမယ် အတုံးလေးတွေမြူပြီးအတုံးရှိသေးတဲ့ကဏ္ဍလေးဦးစားပေးပြီးကန်စားမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆိုနေတဲ့ထီကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဗျာစနေသားသမီးလေးရတော့ဒီချိန်မှာလွတ်လပ်လပ်ရောက်တဲ့နေရာမှာရက်နေတယ်အငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာလက်ထက်မှာတပြားမှမရှိအောင်ပြတ်တတ်တယ်ဒါမှမဟုတ်ရင်ထီပေါက်တယ်လို့ထီနှစ်ချိန်လောက်ပေါက်ပြီးတော့ငွေကြီးနဲ့ပတ်သက်တဲ့အဆုလိုက်ပြုံလိုက်ရတတ်တဲ့ကာလမျိုးတွေဖြစ်ပါလေဗျာဒါကြောင့်စနေသားသမီးလေးရပြောရင်ခလပက်ကလေးတိုက်ပြောင်လာလပက်ကလေးပုံး ပုံပြီးတော့စီလေးသားလေးဖြူမနေဘဲနဲ့ခမရဆူတောင်းမလားကြိုင်ပြီးမှဆူတောင်းဒါမှမဟုတ်လပိတ်တော့ကကိုဖြောအဲဒဇွန်အဲဖြောဒဇွန်တော့တောက်ပြီးမှဆူတောင်းမလားဆူတောင်းမယ်ဆိုရင်တင်းတို့မှပိတ်ဆူနေတဲ့ကံမြအမြန်ပွင့်လန်းသွားမှဖြစ်ပါလေဗျာရိုးရဖိုးရင်ဒိုးရကြုံမှဖြစ်ပါလေဒါကြောင့်လပိတ်ကလေးခမရအိမ်မှာလပိတ်အသားလေးပဲစီလေးသားလေးဖြူပြီးတော့ခမရအမဟောဆူတောင်းမလားကြိုင်ပြီးဆူတောင်းမလားလက်ဖက်ဒီကွက်ကိုဖြောဒဇွန်လောက်တောက်ပြီးမှဆူတောင်းမလားဒါမှမဟုတ်ရင်လက်ဖက်ကလေးကိုတော့ တုတ်ပြီးမှတစုံတစ်ယောက်သောသူကိုကုသပြုမဲ့ဆင်းတင်းမှာပိတ်ဆို့နေတဲ့ကံများညံ့နေသောကံများအများဆုံးပွင့်လန်းတော့မှာဖြစ်ပါတယ်ဗျာနော်ကျွန်တော်တို့ယောဘောချန်နေရတော့ခမချစ်မှုရေးရည်နဲ့ပတ်သက်တဲ့အစီအပြေညောဒီတစ်ပတ်ထဲမှာတော့ကြာသပတေးအနောက်ရက်ကိုလှည့်ပြီးတော့သွားကဏီလာကဏီမှာဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆို့နေတဲ့အာပြဒနာများကံများအများဆုံးညဉ့်ညမ်းသွားပါဖြစ်ပါတယ်ဗျာသွားတော့ခီးများအနေကင်းပြီးချစ်ခင်မြတ်နိုးသူတွေရဲ့ကုညီဆောင်ကြောက်မှုကြောင့်သွားတဲ့ခီးများတားပြီးတော့အပြန်ခီးများချောမှဖြစ်ပါတယ် ရမိုင်းမကောင်းတော့ရာဟုတောင်းအနောက်မြောက်တောင်းလဲပြီးဆေးတွေတောက်မယ်ဆိုရင်တော့ဆူတောင်းပြီးမှတောက်မယ်ဆိုရင်ယောဂကိုပြောင်းခွင့်တည်တဲ့ဆေးပေါင်းဓာတ်ပေါင်းတောက်မယ်ဆိုတဲ့ဆူတောင်းတောက်ရင်တော့ကျမ်းမာရေးနဲ့ပတ်သက်တဲ့ယောဂဝိဒနာများအများဆုံးကင်းစင်ပပြောင်းပြီးဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရစေဗျာကျွန်တော်တို့ယောဂဖို့ channel နဲ့ပတ်သက်တဲ့နိမ့်နဲ့ဆက်သက်တဲ့အဲကိစ္စတွေကတော့เนาะအဲ့ဒါကျွန်တော်တို့နေစဉ်ပတ်သက်ရင်တော့ကြောက်ထုတ်လို့နေတာဖြစ်ပါတယ်အရင်တစ်ပတ်ကလည်းကျွန်တော်တို့အာမတစ်ပိုင်းနဲ့ တစ်နှစ်ကိုဆိုတဲ့အခွေလေးတွေခွေခိုင်းရင်တော့အဆင်ပြေမယ်အပုစုနှစ်နှစ်အဲတရားနဲ့ကဏ္ဍတော့တကိုကိုတကိုကိုတဆိုတဲ့ကဏ္ဍလေးတွေပြေးထားတာဖြစ်ပါတယ်ကံလေးတွေကောင်းပါလေဗျာဒီဒီဘက်ကတော့၃ဆိုတဲ့ကဏ္ဍလေးကိုဦးစားပေးလုပ်ပြီး၃ချက်ဆိုတဲ့ကဏ္ဍလေးတွေကိုခမဦးစားပေးပြီးတော့ကန်ဆမ်းမယ်ဆိုရင်တော့ဒီဘက်အတွင်းမှာကံမြအများဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းလေးလေးစားစားထပ်မှထပ်မှတင်ပြပေးလိုက်ပါတယ်ဗျာဒါကြောင့်ယောဘူ channel ကိုကြည့်ရှုရတဲ့ပြည်သက် ပုံတို့အားလုံးတို့သည်အိုးရင်လောက်ကဲများအမြန်ဆုံးပွင့်လန်းပါသည်ငွေကြီးများထူးလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ပြီးစိတ်ချမ်းသာကိုချမ်းသာနဲ့သာသနာပြုနိုင်ပါသည်ရွှေတလဲငွေတလဲပျော်ဝဲရှင်ပွဲဒီမှာပါဝင်ပြီးတော့မိရာတွေပိုင်ဆိုင်ပါသည်ဆံပွဲဖြစ်ရင်အောင်ပါသည်ရာထူးတွေတိုးပါသေးသွားတော့ခီးများအနေကင်းပြီးပြောတော်စကားများအောင်မြင်ကြပါသေးအမှုခင်းပြဿနာများဝေကွာပြီးတော့ ခမငွေကြီးများအစုလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်နဲ့စိတ်ချမ်းသာကိုချမ်းသာနဲ့ရွှေတဲလဲငွေတဲနဲ့တာတနာပြုနိုင်တဲ့တာကောင်းတမိကောင်းမိသားစုကောင်းများဖြစ်ကြပါသည်ရောင်ရောဖို့ channel မှာလေးလေးစားစားတပတ်သာတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာご覧いただきありがとうございます Thank you very